ဒီပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ဒါဥကြောက်တောင်ဆိုပြီးတော့ဒါ तू ပြောသွားတယ်ဗောနော်အဲဒီဟာတွေတင်ခံရပြီဆိုမှ तू သိတာပါဗောနော် ပြီးတော့ तू ကဒီဒီရခိုင်ပြည်နယ်မှာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာပဲ तू လုပ်တဲ့ तू ပါဗောနော်အဲပြီးတော့ကျတော့ तू ကဘယ်အစိုးရပဲတက်တက် तू ကအဆင်ပြေအောင်နေပြီးတော့အဲဒါမျိုးလုလုရပါလေဗောနော်အဆင်ပြေအောင်နေခဲ့တဲ့ तू ဖြစ်တယ်ပြီးတော့နိုင်ငံရေးနဲ့ तू နဲ့ဘာမှမဆိုင်ပါဘူးဘာမှမပတ်သက်ပါဘူးဆိုပြီးတော့ပြောသွားတဲ့ဟာလေးနောက်ဆုံးပိတ်မှာဒါဖြစ်တဲ့ဖြစ်တိုက်လို့ဖြစ်တာ तू လက်ခံပါတယ်ဆိုပြီးပြောတဲ့ဟာလေးဗောနော်အဲ့ဒါတွေကိုကြည့်ရင်ကိုပဲအဲတော်တော်လေး ကျွန်တော်ပြောစရာဆိုစရာဖြစ်တာပေါ့ဘုံကဘာလို့လဲဆိုတော့နိုင်ငံကြီးနဲ့သူနဲ့မပတ်သက်ပါဘူးဆိုတဲ့စကားအဲ့လိုလူတွေများလို့ပဲကျွန်တော်နိုင်ငံမှာအခုဒီຫນွေဥဒေါ်လာရေးကဒါလုံးဝဒါထင်းလောက်ခီးမရောက်သေးတာပေါ့နော်ခီးကတော့ရောက်ပါတယ်ဒါပေမဲ့မြန်မြန်ပြီးဆုံးဖို့အတွက်ကိုကြန့်ကြာနေတာပေါ့ဘာဖြစ်လို့လဲဆိုတော့ငါနဲ့မဆိုင်ဘူးဆိုပြီးတော့တွေ့တဲ့កောင်တွေကများနေတယ်အဲပြီးရင်ခုနကဒီកောင်ပြောသလိုပေါ့နိုင်ငံရေးကငါနဲ့မဆိုင်ဘူးအခုဖြစ်နေတာနိုင်ငံအရေးဆိုတာကိုသူတို့သိသိရမှာပေါ့နော်ဒါပေမဲ့လည်း ဘလို့ပဲဖြစ်ဖြစ်သူ့ဘေးနားပတ်ဝန်းကျင်ကပြည်သူတွေဘာတွေပဲဖြစ်နေဖြစ်နေသူနဲ့မဆိုင်ပါဘူးဆိုပြီးတော့တွေးနေလို့ဒါဒီလောက်အခြေအနေထိရောက်လာတာပေါ့နော်